နခုနဲ့တင်တယ်တက်လား6လပိုင်း6လပိုင်း6လပိုင်း2008စတဲ့နေ့ဒီအောင်တန်းနေ့နေ့တင်တယ်တော့ညီလေးတင်တဲ့ပတ်စင်အဲဘလောက်လဲညီလေးမှတ်မိလားလက်မပေးမှတ်မိဟမ်လက်မပေးမှတ်မိမှတ်မိနော်အော်ညီလေးကိုပိုင်းနမဘလောက်လားဘယ်မှာ3 9 9 3အဲညီလေးအဲကိုရချာတရတော့ပါလက်ရှိအရင်တော့အဲနတ်ဖတ်အဲတမ်ရမတာတောင်းဆောင်းဆောင်းလေအခု လက်ရှိအပမှုကျော်ဆက်အဖွဲ့နဲ့လာပြီးအပူပေါင်းတွေကိုတီးရတယ်ညီလေးလက်နဲ့ဘယ်နဲ့လဲယူလာလဲဟုတ်လေးလက်ယူလာဟုတ်လားညီလေးအနေနဲ့အဒီပမှုကျော်ဆက်ရဲဘော်တွေနဲ့စုံစည်းတဲ့ခါညီလေးကိုဆက်ဆံနေတဲ့နေရာမှာရောအဆင်ပြေရလားပြေပါညီကိုလိုပဲပေါ့နော်ဟုတ်လားအေးညီလေးအနေနဲ့ရောဟိုတကယ်တမ်းကိုရိုနဲ့လက်ပူပေါင်းမယ်ဆိုတာဟိုညီလေးရင်ထဲမှာနှစ်စီလများလားဟိုဟိုခိတခဏလာပြီးပူပေါင်းလာဘလို့ရွေချက်ရှိလဲအော်ရေရှိပေါင်းကိုကျွန်တော်ကြိုးစားတယ် နောက်ညီလေးမှဟိုရင်လူဆိုတာကိုရီမှန်းချက်တွေမျှော်လင့်ချက်တွေရှိတယ်အညီလေးနေနဲ့ဒီကိုတို့လည်းနဲ့ကန်တော်ရင်လည်းကန်ဖွဲ့စည်းနေပူပေါင်းပြီးတော့ညီလေးရင်ထဲမှာရီမှန်းချက်တွေမျှော်လင့်ချက်တွေပါတယ်ထားရှိတယ်ရှိပါတယ်ဒီကင်မင်းလွတ်လပ်ရေးရအောင်ရရအောင်လို့ကြိုးစားနေတော့အဲကိုတို့လည်းလက်ရှိတိုက်ပွဲဝင်နေတာကိုတို့ရဲ့ကင်ပြည်နယ်တပြည်နယ်အတွက်မဟုတ်ဘူးကိုတို့ရဲ့အာတိုင်းလားနေ့တခွားကလေအဖိနိကန်လူသားအားလုံးအတွက်ကိုတို့တိုက်ပွဲဝင်တာ ိုတို့တီချာကင်ရလူမျိုးတမျိုးရလို့ဟိုမသတ်မှတ်တော့ဘူးဒါကြောင့်ဟိုညီလေးတို့နဲ့ကိုတို့နဲ့ပူပေါင်းတဲ့အခါဟိုဘယ်လဲတီပေါ်ရှင်မဲ့စိတ်တက်ပြေဝထားပြီးတော့ညီကောင်မစိတ်တက်လို့ကိုတို့အညီလေးပေါ်မှာဆက်ဆံမယ်တကယ်လို့ညီလေးနဲ့ဟိုကိုတို့ရဲ့ဘောရဲ့ဘက်ချင်းချင်းအာမပြေလာရှိရင်ညီလေးပူပွင့်လေးပြောဆိုလို့ရတယ်အာဘယ်လိုပြောမလဲရင်ဖွင့်လို့ရတယ်နော်ညီလေးနော်ဟုတ်ပါဘူးကျေးဇူးပါနော်ညီနော်ဖတ်စီဆူရငါတို့ကဟိုပြောရက်ငါတို့ပူပေါင်းပြီးတော့မတိုက်လို့မရဘူးကွာသူကသူဟိုဘယ်လိုပြောမလဲ ဟိုဘုရားနိုင်ငံဘုရားဘာသာနိုင်ငံဆိုပြီးတော့ဘယ်တော့ဖြစ်ဆိုးသွန်ရုပ်ကံလဲဆိုတာငါတို့ဖျားတရားတန်ကတော့မှတို့ရိုက်ထုတ်တယ်ဒါကြောင့်အဲမင်းတို့ငါတို့နဲ့လက်ပြီးလက်ဆွဲတယ်ငါတို့လည်းဝမ်းလဲဝမ်းသာတယ်မင်းတို့လည်းဂုဏ်ယူတယ်နော်မင်းတို့ကဒီချိန်မှာဟိုဘယ်လိုလဲမလဲဟိုခစ်ပညာတတ်လူငယ်လည်းဖြစ်တယ်မင်းတို့အနေနဲ့ပတ်သက်ပြီးတော့ပညာလည်းတတ်တယ်ငါတို့ဒီတော်ရင်လည်းနဲ့ကန်ဖွဲ့စည်းနဲ့ပူပေါင်းတဲ့ကြောင့်ငါတို့လည်းဟိုဝမ်းမြောက်ဝမ်းသာဂုဏ်ယူတယ်နောက်လာမယ့်အနာဂတ်ဆိုလည်းမင်းတို့နဲ့ငါတို့နဲ့ပူပေါင်းပြီးတော့ငါတို့ဆက်လက်တိုက်ပွဲဝင်မယ်နော်အခုဆိုလို့ရှိရင်ငါတို့ရဲ့ဟိုစစ်စင်ရာ အာဘယ်လိုပြောမလဲလက်ရှိအာမာနဆိုးစစ်စင်ရေလို့အာတတ်မှတ်ရတယ်မာနဆိုးရဲ့စစ်စင်ရေဆိုရင်ငါတို့မြန်မာလိုပြန်လိုက်မယ်ဆိုလို့ရှိရင်နော်အောင်းနေချွတ်ချက်စစ်စင်ရေလို့ခေါ်တယ်ဘာလို့ငါတို့စစ်စင်ရေလောက်လိုက်တယ်ဆိုလို့ရှိလို့ရှိရင်နော်ငါတို့ကတိုင်းအားစုနဲ့လက်ရှိတတ်မှခုနှစ်အာတတ်မှမှုဘူမှုဂျော်နီသူရဲ့ဟိုတိုက်ရင်တွေလည်းပါတယ်ဒီတတ်မှ6ဘူမှုဆမ်မီဘီဝမှုနော်အာဆိုဂျူအာသူလက်အောက်မှာရှိတဲ့တိုက်ရင်စီးလည်းပါတယ် ပစီဘူမူအာတင်လိုင်းတို့နော်ဘူမူခုတ်ထူးတို့ဘူမူဖတ်ခေါ်တို့ငါတို့အားလုံးစုပေါင်းကြိုက်တယ်နော်စုပေါင်းကြိုက်ကြငါတို့ရဲ့ရည်မှန်းတဲ့နော်ဒီမိုကရေစီဆိုတာရမယ်ဆိုရင်ငါတို့အချိန်မဲယုံကြည်တယ်နော်လက်ရှိဒီနောက်ဖက်စီအစိုးရကိုမင်းတို့ငါတို့ညက်ဟိုဒီတော့ရဝင်းရနေမှာရှိတဲ့တွန်ဟင်းအားစုနဲ့ပူပေါင်းမရှိတော့လက်မရှိလက်မနဲ့တွန်လာမယ်နော်ချီမရှိချီမနဲ့တွန်လာမယ်နော်ဟိုညီလေးတို့ညီနဲ့လဲဟိုနောက်အနီးကဆုံးနာကမှာဘာတွေဆက်လုပ်ဖို့အယူအဆရှိတယ် ကျွန်တော်ကကျွန်တော်တို့ဖွဲ့စည်းရမူဝါဒဆရာဒီဆရာနာရှင်စနစ်ကိုပြန်လည်တွန်းလှန်တဲ့ဘယ်ဖွဲ့စည်းနိုင်မလို့ပူပေါင်းပြီးတော့တိုက်ခိုက်ဖို့အစဉ်လေးရှိတယ်နော်ဆရာနာရှင်စနစ်ကအခုဆိုရင် तू ကဟိုအယတ္တအစူရအောင် तू ပြောင်းလဲရတယ်ဟိုယတ္တအစူရအောင်ပြောင်းလဲတော့မှဘယ်လိုပြောရမလဲဟို तू ကဟိုစက်မှပြောင်းတာမဟုတ်ဘူးကိုလိုမြန်ဟိုယောက်ျားတန်မဲပေါ့ဟိုထမင်မှုပြောင်းတယ်ငါတို့တိုင်းရင်းသားတွေကိုကျူရင်ခုတ်ကျူမို့မကြမ်းဟိုဆက်ပြီးလုပ်မယ်ငါတို့ရဲ့လူခွင့်ရေးကိုလည်းဟိုဆက်လိုက်ပြီးဆိုးဖောက်မယ်နော် မတိုက်ပဲနဲ့စောက်ကြည့်နေတယ်စောက်ကြည့်လေကျွန်တော်တို့ဘဝကြာလေဆိုးလေလူတို့လှောက်ဆောင်မှုဖြစ်ပေါ်လာဖို့အတွက်အားကျွန်တော်တို့တွေကဟိုတိုင်းရင်းသားတွေတခါသွေးဆူးညီညွတ်စွာနဲ့ဟိုပေါင်းစည်းတိုက်ပြဖို့လည်းလိုတယ်ဒါပြည်တွင်းကနေလည်းဟိုလှောက်ဆန်းလာမယ်ကျွန်တော်တို့လည်းတိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီမံဟာအချိန်တိုတိုလေးရမယ်ဆိုတာကျွန်တော်အကျိုးမဲ့ယုံကြည်ငိုင်းငိုင်းရေတို့ဟိုထောက်တဲ့ငိုင်းငိုင်းလို့ဆိုတာဟိုဖြစ်လာမဲ့လက္ခဏာကျွန်တော်အနေနဲ့ကျွန်တော်မတွေ့ရဘူးခွဲထွက်ရေးရှိတာလက်ရှိအာဏာပိုင်တွေပဲပြောမယ်နော်ပြည်သူတွေတိုင်းသားတွေလိုလားတာနော်ဖဲ့တယ်ဆိုတာခွဲထွက်ရေးမဟုတ်ဘူး နော်အဖေလည်းပြည်တော်စုကျွန်တော်တို့အာမြန်မာနိုင်ငံရဲ့အဲဘယ်လိုပြောမလဲပြည်တော်စုကနော်ဟိုဗျက်ဟိုခိုင်မာတီတောင်တီတောင်ခိုင်မာစီချင်လို့အဲ့ဒီဖဲ့ပြည်တော်စုကိုဟိုတဲ့ဗောကျွန်တော်တို့ပြစစ်တဲ့အနေထံအောက်ကိုဟိုပြန်ပြီးတော့ဟိုမသွားစီချင်လို့အဲ့ဒီဖဲ့ပြည်တော်စုတီဆောက်ပါလို့တိုင်းရင်းသားတွေကတောင်းဆိုတာဖြစ်တယ်ခွဲရေးဆိုတာမဟုတ်ပါဘူးအဲ့ခွဲရေးလည်းပြောတာဆိုတာလက်ရှိဟိုအာဏာရှိသူတွေက အနေစုကဟိုခက်တယ်လို့ပြောတာနော်ဟိုတက်မတော်တွေကဟိုနှစ်ပေါင်း60ကျော်စစ်တိုက်လာခဲ့တယ်ဟိုအသက်သီးတွေပေးဆက်လာတယ်နော်ဘယ်ပြောမလဲဟိုကျွန်တော်တို့လည်းဟိုအလောင်းကြီးဆက်မဆိုတောင်းနေမြောင်းနေဟိုဆက်လို့ရတယ်နော်အေးဘယ်ပြောကြာစစ်မတိုက်ချင်ဘူးကျွန်တော်ပါစစ်ကိုဘယ်လိုလာလို့ပါနော်စစ်ကိုဘယ်လိုလာမှဆိုရင်ကျွန်တော်တို့မှနော်ဟိုဘယ်ပြောမလဲ ိုတစ်စက်ဒီပိုင်းဟိုတက်နေတယ်ကိုကန့်ချွေလာတယ်အဲကျွန်တော်စစ်လင်လာဟဲ့မင်းတို့တော့မမှန်ဘူးကွာဟိုတိုက်တယ်ပြစ်တယ်ကွာကျွန်တော်ပြောမှာဒါပေမဲ့ကျွန်တော်ညင်းနေတာဆန္ဒပြတယ်အပြည်နေဦးကြီးအနေစားကြီးကပေါ်လွင်ရနေပြီးတော့နော်ကျွန်တော်တို့ကဟိုတရားဥပဒေနဲ့မကန့်ညီဘူးလေအဲကျွန်တော်တို့ဘုချုပ်စာနဲ့ပြင်းနေတယ်ပြောတယ်အဲထုံနည်းသူဆိုတော့ပဲယဟန်ပြည်သူတွေကိုအကြမ်းဖက်နေနေနေရောဟိုတရားဥပဒေနဲ့ကန့်ညီတာနော်ပွင့်လင်းမြင်သာနော်ဒီမိုကရေစီတောင်းမဲ့တဲ့ခင်မှာပေါ့လေ ဒီယဟန်ပြည်သူကိုမိလောင်မုန်းတဲ့မခန့်တော့မြင်ပါတယ်ဒီဓာတုပိဒါအရှင်ကြီးပြောဆိုကြတဲ့လက်နဲ့နဲ့တိုက်တာပေါ့အဲ့ဒါတရားဥပဒေနဲ့ကိုက်ကြီးလာကျွန်တော်ပြောသိချင်တယ်